PowerPoint နဲ့မှာ font တွေကို default သတ်မှတ်ခြင်းနဲ့အဲ့တော့ PowerPoint နဲ့မှာ font တွေ default သတ်မှတ်ခြင်းနဲ့ဆိုရင်ဘယ်လိုသတ်မှတ်လို့ရလဲလို့လို့စေ PowerPoint နဲ့မှာစာရွက်အလုပ်တွေတွေ့ရထားလိုက်ပြီအဲ့တော့ plan presentation အဲ့တော့အလုပ်တွေရပြီဆိုရင်ဒီအလုပ်စာရွက်ထဲမှာစာရိုက်တဲ့အခါမှာ insert မှတ်ထားတယ်ဒီမှာက font ပုံစံ category light ဆိုတဲ့ heading ဆိုတဲ့ font တွေအဲ့လိုမဟုတ်ဘဲနဲ့ကိုက time room ပဲ cyber human error ကအမြဲတမ်းတိုင်းမှုလို့ပေါ့ဝင်စီချင်းတယ်ဒါမှမဟုတ်လည်းပြည်ထောင်စုဖုန်းဝင်စီချင်းတယ်အဲ့လိုကြိုပြီးတော့သတ်မှတ်ချင်းတယ်အဲ့လိုသတ်မှတ်ချင်းတယ်ဆိုရင်တော့ထိတ်ဆုံးအတက်တီတွေက view တက်ကိုနေမယ်ပြီးရင်ဒီ master view အပေါ်မှာ slide master ဆိုတာရှိရဲ့နေတာ slide master ကို view ပြီးရင်ဒီအလဲထဲမှာ background ဆိုတာရှိတယ် background အပေါ်မှာ form form မြန်မာတိအဆိုတာ custom form ဆိုတာတွေ view ပြရမယ် ရွေးမိသားရေနော်ဒီမှာ heading font မှာကိုကပြည်တော်စု font တက်မှတ်ချင်တယ်ဆိုပြည်တော်စု font ဒါမှမဟုတ်ရင် time movement ပုံတည်တက်မှတ်ချင်တယ်ဆိုရင် DIM ကိုရိုက်ထည့်ပြီးတော့ time movement ကိုဆွေးပေးရမယ် body font မှာလည်းအဲ့တိုင်းပဲ tower room မှာလည်း time movement ဟို time movement နေရာအစားပြည်တော်စု font ဆိုရင်လည်းပြည်တော်စု font ကိုတက်မှတ်ရမယ်ဒီ time movement နေရာတွေမှာနော်ပြီးအစွမ်း name နေရာလေးရှိတယ်မယ်ဒီ name နေရာလေးကကိုတက်မှတ်ချင်တာက force ဝင်နာမည်နဲ့တမချင်းနော်အမမို့ရင်ကွန်ပျူတာဆိုရယ်ကွန်ပျူတာလက်တာဆိုရယ်နာမည်နဲ့နာမည်ပေးလိုက်မယ်ဒါဆိုတိုင်းမျိုးနဲ့ form နဲ့တမချင်းပို့ပြီး save ထားလိုက်တစ်တော်ရေးထိတ်ဆုံးမှာရှိတဲ့အလင်းမှာဒီညာဘက်ထဲမှာ close master view ရဲ့တစ်ချိန်ကမှနေပြီးတော့ပြေးပြရမယ်နော်အဲ့လိုပြေးလိုက်ပြီးရင်တော့စာထဲမှာ clean နေလိုက်ဒီမှာ time မှာ heading ကြရပြီ နောက်ထပ်ဒီမှာလေ့လိုက်နေအမျိုးမျိုးမှလေ့ကြပါမယ်။ကိုကနောက်ထပ် slide ထပ်လို့ရှင်းနေဆိုရင်လေ home tab တဲ့အ new slide အတော်လိုမှလေ့ပြီးတော့ဒီမှာ title စာ content ရွေးလိုက်နေဒီထဲမှာအလိုပဲဒီမှာ heading style လေ့ကြမယ် heading style လေ့ကြမယ်။ဒါဆိုတော့ powerpoint ထဲမှာကိုစိတ်တိုင်းကြ default font သတ်မှတ်တာလေးရတော့